Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမတွေနေ့ဖပြမယ့်စာအုပ်လေးကတော့ဆရာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမြေဝဲဆိုတဲ့စာအုပ်လေးရဲ့အခန်းဆက်ပဲဖြစ်ပါရစေ။သူအမေဆုံးပြီးနောက်နှစ်နှစ်ကြာလာသည် အချိန်အတော်တွင်ရွာအကြောင်းလဲအကြောင်းနောက်ကြောင်းများကို တခွန်းမဟာဆက်လို့မပင်လိုက်ပြောပေါ်မရာ တိတ်ချက်သာကောင်းလာသည်ဤဒီပင်လျင်ခြေကွဲဖွယ်ရာဖြစ်တော်၏ဤဒီပင်လျင်တွေးတော်ဖွယ်ရာဖြစ်တော်၏မောင်သိန်းရင်းချောင်းကိုလည်းတခါပြောပြ၍သာကြားလိုက်ရသည်ဒီနောက်မပြောတော့မိမိပျောက်ပျောက်ဖြစ်နေသလားဟုအကဲခဲကြည့်ပြန်သောအခါဘယ်တော်မှ မမေးပျောက်ခြင်းဖြင့်သူ့မျက်လုံးများ၌အရိပ်ပဲဆောင်နေသည် မန်ချောင်းရင်သည်လှွယ်ဤနှုတ်ဆိတ်နေနိုင်သောအမူအရာကို တွေ့မြင်လာသည့်နေ့ကစ၍လှွယ်ဤစိတ်ကို ထိခိုက်စေမိစကားများကို လေးတံမြမတဟဘဲတက်နိုင်သည်။ရှောင်းကျင်လိုက်သည်လှွယ်ကမျိုးသိပ်ဖုံးပြီး၍အမှုမဲ့အမှန်မဲ့စခန်းသွားနေထိုင်သလိုမန်ချောင်းရင်ကလည်းမတိကြားခြင်းပြု၍မတိလိုက်မတိပါသာဟန်ဆောင်နေလိုက်သည် ယနေ့နံနဲ့တွင်မချုံရင်သည်လှຫນွယ်ကို ငေးကြည့်လျက်ရှိလျာမှမမျိုးသိမ့်နိုင်၍ရင်ထဲကပွင့်ထွားသွားလေသည်လှຫນွယ်မင်းပိန်သွားတယ်မချုံရင်သည်တပြင်းကြီးတစ်ချက်ချာရင်လှုပ်ခနဲပြောလိုက်မိသည်လှຫນွယ်သည်ခမ်းမစိတ်ပင် နေလေသည် အခန်းသည်တိတ်ဆိတ်၍နေသည်ဘယ်သူမှ စကားမပြောကြ ပျော်လဲမပျော်နိုင်ငြိမ်းသက်ခြင်းဖြင့်လေးနဲ့သောအဘိဘေကိုစောင့်နေသည်အေးအေးကြည်တော်ဝဲခဲ့ကွယ်သွားတော့သွားတော့နောက်ကြနေမယ်မန်ချုံရင်သည် အတန်ကြာမှစကရောဖောရောလို့၍သူ့စကားကိုသူ အုပ်ပြင်းလိုက်သည်လှွန်ွယ်သည်လေးကန်စွာထား၍ဘာမှမပြောဘဲအပြင်ဘက်သို့ထွက်သွားလေသည် လှနွယ်ဈေးသို့ထွက်သွားမှပင်ဟင်းရံမဲဆက်ဟန်စဉ်းစား၍မပေးလိုက်မိခြင်းအတွေ့ငါနဲ့နော်လာမေးတာမပြောလိုက်ရဘူးဟုသူ့ကိုယ်သူပြောနေလေသည်ညနေဆောင်နေအောင်ကလေးသည် သူ့ဤရွှေရောင်ကိုထိုးရိုက်လျက်ကြာလာလေ၏အိမ်ရှိလမ်းပေါ်တွင်လှပသောစီးဆောင်အောင်၌ထမိန်အဝါစင်တူဝေး၍မိန်းကလေးနှစ်ယောက်ရှောက်လာကြသည် လမ်းထဲတွင်ခလေးတအုပ်ဂျင်ပေါက်ကစားနေကြသည်နေအောင်အောက်တွင်စိန်လန်းသောတစ်ပေများမှမြရီများစုနေလေ၏မချောရင်သည်တန်တကားမှရဲ၍လမ်းကိုလှမ်းကြည့်နေ၏မိန်ကလေးနှစ်ယောက်အိမ်ရှိသူရောက်လာကြသောအခါမချောရင်ကိုတာယာသောတန်ကလေးများဖြင့်နှုတ်ဆက်သွားကြသည် မတ်ချောရင်သည်လမ်းပေါ်တို့ပြန်၍နှုတ်ဆက်နေစဉ်လမ်းထဲသို့ဝင်လာသောဆလွန်ကားအပြာတစည်းကို မြင်ရလေသည်ခတ်ပိန်ပိန်လူတယောက်သည်ကာကီအုပ်ထုပ်ဆောင်ကဖဲဒီအနက်ကိုပခုံးရှိတွင်ချိတ်၍ပခုံးတစ်ဖက်တွင် လွဲ၏အနီကိုလွဲကာလမ်းကိုမကြည့်ပဲစိုက်ဆိုင်စိုက်ဆိုင်နှင့်ခုံဖနက်ရှိုက်တက်လျက်အိမ်နားသို့ငုံရှောက်လာနေသည် အိမ်ရှိခြံစည်းရိုးနားသို့ရောက်လာသောကားသည် ထိုလူကို ကားဟွန်းပေး၍ဆက်ကိုအရှိန်တက်ခါအတာကွေ့ပြီးအိမ်ရှိ၌ထိုးဆိုင်လိုက်သည် ထိုသူမှာကားဦးနှင့်တည်တည်ကလေးပုတ်သား၍လန်းလန်ဖြန့်ဖြန့်နှင့်ဘေးသို့ဆုပ်ရက်ပေးလိုက်သည်မချောင်းရင်သည်တကားကိုကြပြားကြရန်ဆွဲဖွင့်လိုက်ကကားထဲမှဆင်းလာကြသောဧည့်သည်များကို စီး၍ကြိုလေသည် အသားဖြူဖြူဝဝဖိုင်းဖိုင်းမိမတယောက်နှင့်ရွှေမျက်မှန်တင်ထားသော လူပုပုဖြူဖြူတယောက်တို့သည် ဝေကောင်းစားလာနှင့်ကားထဲမှဆင်းလာကြသည်နင်းနေတော်နောက်ကျသွားတဲ့မချုံးရင်ရဲ့ဟော်ဒီကိုလူပြိုဖီးလို့လိမ့်လို့မပြီးလို့စောင့်နေရတာနဲ့ကြာသွားတယ် မန်းချောရင်သည်တကားဝါကရက်၍ခံအောအောအတန်နှင့်ပြောဝင်လာသောမိမကို ပြုံးရေကနောက်မကြပါဘူးစိန်စိန်ရဲ့စိုးပါသေးတယ်ဟိုပြန်ပြောလိုက်ပြီးမိမနောက်မှလိုက်လာသောယောက်ျားကို ပြုံးပြနှုတ်ဆက်လိုက်သည်အဲ့ဒါသာကြည့်တော့ကျွန်တော်လွှဲချနေတယ် ဟုမချောရင်ကိုပြောရင်နောက်မှအတန်ကြာ၍လှဲ့ကြည့်လိုက်သည် ထီးကိုပခုံးရှိတွင်ချိန်လျက်ခြံထဲသို့ နောက်မှဝင်လာသောလူမှာဧည့်သည်များနောက်တွင်ရက်လိုက်ခါလွဲအိတ်ထဲမှစာအိတ်ထက်ကိုစွဲထုတ်လျက်စာတစ်စောင်ရွေးပြီးလျင်သူ့ကိုကြီးကို ရှေ့သို့ကိုင်းလာရင်ဧည့်သည်နှစ်ယောက်အကြမ်းမှ လက်ထိုး၍ကမ်းပီးလေသည် ဧည့်သည်လေးမယားသည်အตาချဲပေးလိုက်သည်မန်းချောင်းရင်သည် ထိုးသူကိုမကြည့်ပဲစာကိုလှမ်းယူလိုက်ရင်ကိုအေးကဟုတ်သားပဲဖိလိန်ထားလိုက်တာ စိတ်စိမ့်ထက်တောင်ဟန်သေးတယ်ဟိုရေမောပြောလိုက်သည်ဧည့်သည်နေအောင်စလုံးမချောင်းရင်နေရော၍ရဲလိုက်ကြတယ်မှာတကားပေါက်တွင်ညံနေကြသည်ကဲဝင်ပါဝင်ပါ ဟိုဧည့်သည်များအားခေါ်လျက်ဧကန်တွင်နေရာထိုင်ခင်းချပီးလိုက်၍ဧည့်သည်များ ဆိုဖာတွင်ထိုင်လိုက်ကြမှမချောရင်သည်လက်ထဲကစာကိုအတာငုံကြည့်လိုက်သည်ကောင်းလိုက်တာနော်အင်္ဂလိပ်ကတိတ်ကောင်းတာပဲအပေါ်ထဲမှာဘသူတွေငှားထားသလဲဆိုဖာပေါ်၌ထိုင်ရင်စိန်စိန်ကဧကန်ကိုမျက်စိကစားလျက်မချောရင်အားလှမ်းပြောလိုက်သည် မန်ချောရင်သည်မျက်မှောင်ကြီးကျုပ်၍စာအိတ်ကိုစိုက်ကြည့်နေရမှတတိယ၍မျက်နှာပြင်ကပြုံပြုံရယ်ရယ်ဖြင့်တည်သူဆက်ဆံရေးဘက်ကအရာရှိကိုငှားထားပါတယ်။ဟိုကြ བྱ ကြရာပြန်ပြောလိုက်သည်။အရာရှိကဘယ်သူတော့အရာရှိကဟိုတင်းမှာဦးဦးတန မချုံရင်မှာစာအိတ်ကိုကင်လျဲရင်းထဲတွင်တရိတ်တိတ်ခုံလွန်း၍အတန်ကို အနိုင်နိုင်ထိမ့်ဖြေနေရသည်ဘဲကဥတန်လဲဥတန်တွေကအများကြီးဟာဘဲနဲ့ရှောက်မင်းနေတာလဲသိလို့လားဟိုကိုအေးကမချုံရင်မဖြေခင် ဝင်ပြောလိုက်သည်ကို့အတီတဲကများဖြစ်နေမလားလို့မင်းကြည့်တာပေါ့မင်းကဘာဖြစ်တယ်လဲမျက်နှာကြောကိုမတည့်ဘူး စိန်စိန်ကကိုအေးကိုမျက်ဆောင်ထိုး၍ပြန်ပြောလျင်ကိုအေးကတက်ဟာဟာရယ်လိုက်လေသည်မထောရင်မလင်းမယားနှစ်ယောက်ဤမျက်နှာတွေကိုကြည့်လျက်ရောနှောရယ်မောကကျမလည်းမသိပါဘူးအိမ်မော်ရောက်လာမှဥတန်မှန်းတိတာရန်ကုန်ကထဲမှာရဲ့ ဟိုပြောပြရင်ကင်ထားသောစာအိတ်ကိုချိုးခေါက်ကနိုင်လုံးအင်ကြီးအပေါ်အိတ်ထဲသို့ထိုးထည်လိုက်ထိုခဏ၌လှန့်ရွယ်သည်လိုက်ကာကိုဖယ်၍ထွက်လာလေသည်ဇဝင်းကိုတက်ရက်စွာဖီးကလက်ပြန့်ပရုံမအင်ကြီးရဲ့ဖြူနှင့်ကေကေပိုးထမင်းအပြာပွင့်ကိုဝှစ်ထားလေသည် လက်ထဲတွင်ရေခဲတံမရဖြော်ရည်ကွက်များကိုဗန်းနေယူလာကဧည့်သည်များနာသို့တရီနှင်လျှောက်လာလေသည်မန်းချောရင်သည်လှຫນွယ်၏ဗန်းထဲမှဖန်ခွက်များကိုလှမ်းယူလာ၍လှຫນွယ်မှအတာကိုင်ထားကရက်နေရလေသည်မချောရင်သည်ဧည့်သည်များရှိသူချ၍ပေးနေစဉ်သူကဘသူလေးလဲ ဟိုစိမ့်စိမ့်ကလှနွယ်ကိုကြည့်၍မေးနေလေသည်မချောရင်က ကိုအေးရှိတွင်ဖန်ခွက်ကိုချပေးရင်ကျမတမီးလေးဟုပြောလိုက်သည်အပြိုကြီးကတမီးနယ်ပါနဲ့လားဝမ်းမနာတမီးကလည်းချစ်စရာကလေးပဲစိမ့်စိမ့်သည်ဖန်ခွက်ကိုပါးစပ်နှင့်တည့်၍ရေမောပြောဆိုလေသည် ဘန်းထဲမှာသူ့ဖန်ခွဲများကို နောက်ဆုံးလမ်းမယူခင်မတ်ချောရင်ကလှနွယ်ကို တချံပြုံပြုံကြီးကြီးလိုက်သည်လှနွယ်သည်ဘန်းကိုလက်တစ်ဖက်ထဲနှင့်ချကိုင်းကအခန်းထဲသို့ပြန်လှည့်ဝင်ခဲ့၏ မန်ချုံးရင်ထံမှမကြဆဘူးကျမသမီးလေးဟုကြားခဲ့ရ၍လှနွယ်မှသွေးတရိတ်တိတ်တိုးလျက်မိဖို့တဲသူခြေလှမ်းမမှန်ပဲရှောက်ဝင်သွားလေသည် ထမင်းစပွဲပေါ်တွင်ဟင်းမကန်များကိုတစ်ခေါက်စီလာချနေသောလှနွယ်၏လက်များမှတုံနေလေသည် အပြင်ဘက်မှမိမိအားဖွှဲနှွယ်ချီးကျူး၍မပြီးနိုင်အောင်ပြောဆိုနေသောမချောရင်ဤအတန်ကိုကြားနေရ၍ရင်မာခုန်နေသည်အကြီးမှဇပွဲထိမ့်မှရက်လျက်ပကံများကိုဟိုဘက်ကချဒီဘက်ကချနေကြီးကြံပြတာပြောဆိုနေလေ၏ထမင်းမွဲပြင်ပြီးသောအခါအကြီးသည်လိုက်ကာဝါမှခေါင်းပြူလျက်စိမ့်စိမ့်တို့ မားကြရဲ့နော်လာလာထမင်းမွဲပြင်ပြီးပြီဟိုလှမ်းခေါ်ရင်နှုတ်ဆန်လိုက်သည်ဧည့်သည်များဝင်လာကြ၍လှနွယ်မှခုံမော်ကမှောက်ထားသည့်ထမင်းစားပကံများကိုလိုက်လံကထမင်းလိုက်ထည့်ပေးနေ၏ထမင်းစပွဲတွင်အကြီးနှင့်မချောရင်ကတစ်ဖက်စိန်စိန်တို့ကတစ်ဖက်မျက်နှချင်းဆိုင်ထိုင်လိုက်ကြသည်ကဲ ုံးဆောင်ကြပါရှင်။မချုံးရင်သည်ပျော်ပြီးလှနှွေကိုလှမ်းကြည့်လိုက်သည်။လှနွယ်မှာအခန်းနောက်၌ရက်လျက်ထမင်းစပွဲကိုအရေအကဲခတ်ကစောင့်ကြည့်နေလေသည်။ရောက်စားကလာမလို့ပဲ တနေ့တနေ့ရှာလိုက်ရတဲ့အိမ်အကြီးရဲ့ဂျင်းချေလဲနေတာပါပဲ။အင်းလျာဘက်မှာမရဘူးလား။ ဟိုအကြီးကစိမ့်စိမ့်စကားမဆုံးခင်ဝင်မေးလိုက်သည် မရဘူးအကြီးရဲ့အမေရိကန်တွေကအိမ်လားကတလတထောင်၃နှစ်စာပတ်ခနဲ့ပေးပြီးစာကျုံးနဲ့ငှားတာဘယ်ကျမတို့ကတ်နိုင်မလဲအကြီးမှာစိတ်แท้တွင်နေ၍သွားလေသည် မကြသေးမီကအပေါ်ထဲမှလူများမှမိမိတို့မသိအောင်ငားတောင်နှင်ရောင်းသွား၍မကြေမချမ်းဖြစ်ခဲ့ရာ အမေရိကန်တွေငှားလိုက်ရရင်အိမ်ဘိုးကြေမှာပဲဟုအောင်းမိသွားလေသည် အခုမျိုးရဲကအိမ်ကရောကျဲရဲ့လားဟိုစိမ့်စိမ့်ပကံတဲ့သူဟင်းလျာများကိုခတ်ထည့်ပေးရင်မချောရင်က မေးလိုက်လေသည် မကြဲလှပါဘူးဗျာ ဒါတောင်အပြောက်တောင်းပေးရတယ်။ဟိုကိုအေးကငုံ့ရွေနေဖက်နေရင်ပြောလိုက်လေသည်။နို့တောင်းပါကောအေးရဲ့လား။ဟိုအကြီးသည်ကိုအေးကိုကြည့်၍မေးနေသည်။ဟာတောကတော့အေးလိုက်ပူလိုက်ပါပဲ။တောကလူတွေတိတ်ဒုက္ခရောက်ကြတာပဲ။ရန်ကုန်သာအေးနေတာ။တောမှာတော့ဘယ်သူဖြစ်ဖြစ် ထိတ်ထိတ်လန့်လန့်နေကြရတာပဲကျွန်တော်တို့အခုကြိုက်လက်မှာစက်တလုံးဝင်လိုက်တယ်ကြိုက်လက်မှာလဲတောကပြေးတက်လာတဲ့လူတွေနဲ့ပြေးနေတာပါပဲကြိုက်လက်မှာနေရတာတိတ်ဆိတ်မချတာနဲ့စက်ကိုလွှဲထားပြီးတော့ရန်ကုန်ကိုပြေးခဲ့ရတာအကြီးမှာထမင်းပကံထဲတွင်လက်ထဲ၍အตาနာထောင်နေသည်မချောရင်မှာလှနွယ်ကိုလှန်ကြည့်လိုက်သည် ဧည့်သည်များပြောနေကြသည့်စကားကိုမကြားသင့်အောင်ပြုလျက်ထမင်းပွဲကိုသာအာယုံထား၍လှမ်းဆောင်ကြည့်နေသော အမူအရာကို တွေ့ရသဖြင့်မချောရင်သည် ပြန်ငုံစားနေသည်။တုံးမှာတိုက်ပွဲတွေဖြစ်တုံးမယ်လား။ဖြစ်တာပေါ့အကြီးရဲ့။စဘာပေါ်တဲ့အချိန်ရောက်ရင် တိုက်ပွဲဖြစ်တာပဲ။တုံးကလူတွေကမြို့ပြေးလာတာပဲ။အဲ့ဒီအချိန်တုံးမှာနေတဲ့လူတွေက ညညာရောက်ပြီးဆိုမှဖြင့်သူတို့အထုတ်ကလေးပစ္စည်းကလေးတွေကိုခြုံပုံထဲသွားပစ်ထားရတယ်။မတော်တဆတဲမီလာရင်ပါမသွားအောင်ပေါ့။အကြီးရောမချောရင်မှစိမ့်စိမ့်ကိုငေးရွေကြည့်ပြီးမစားပဲစိုင်းနာထောင်နေကြသည်။ကျမဖြစ်လေညနေနေဝင်ရည်တရောလေးဆိုရင်ကန်းနာကိုတိုက်ပေါ်ကထိုင်ကြည့်နေမိတယ်။ညညာတော့မှမအိပ်ဝင်မနေဝင်လို့သူတို့လှေကလေးတွေကို တုတ်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 နဲ့လှော်လာကြပြီးတော့ကြိုက်လန့်စိတ်ကမ်းမှာထိုးဆိုင်ကြတာပဲသူတို့လေပေါ်မှာအဝတ်ထုံရောကလားလုတဲ့တန်တစ်တာဟောင်းအကြပြပြကလေးတွေလည်းပါရဲ့အိုးခွက်တွေရောခလေးတွေရောခွေးတွေရောဘဲတွေကြက်တွေရှိစုမဲစုအစုံမဲတဲလာကြတာကန်းနာဆိုင်ပြီးတော့ထမင်းချက်ကြတယ်မှောင်လာတော့မိကလေးမိတ်တုံမိတ်တုံနဲ့လေပေါ်မှာဝိုင်းထိုင်စားနေကြတယ် အာယုံလည်းတက်ပါလေရောလှေကျိုးဖြတ်ပြီးရော တောကိုပြန်တုပ်လှော်သွားကြတာပဲအဲ့ဒါနေတိုင်းနေတိုင်းဒီလိုကြီးပဲဖြစ်နေတာလေဘယ်လောက်ဒုက္ခရောက်ကြသလဲသူတို့မြင်ရတာစိတ်မချမ်းသာလိုက်တာဘယ်တော်များမှဒီဒုက္ခကအေးမယ်မသိပါဘူးသူတို့အချင်းချင်းညှို့ညွတ်သွားကြလို့တိုင်းပြည်ကြီးငြိမ်းချမ်းမှာအေးတော်မှာပဲဟိုအကြီးကဆိုလေသည် မချုံးရင်မှာပင့်တက်ကို လေးလံစွာချလျက်ခေါင်းငုံကထမင်းကို စိတ်မပါလာပဲဆက်စားနေသည် မျက်စိထဲတွင် စိမ့်စိမ့်ပြောသည်ဆင်းရသားများဤဖြစ်ရင်ကို အကွင်းသာပေါ်နေလေသည် သူတို့အချင်းချင်းညီညွတ်ဖို့ကအခက်တာကလားဟိုစိမ့်စိမ့်ကညီးတွားလိုက်လေသည် မခက်ပါဘူး ကျမထင်တော့စူပူမှုတွေအေးချမ်းသွားဖို့ကလူရုလက်ထဲမှာရှိတာပဲ။တောင်းချမ်းမှုတွေရဆဲသွားဖို့ကလူရုကဒိုဆွမ်းဆောင်နိုင်တယ်လို့သဘောပေါက်ဖို့လိုတယ်။ဘယ်လိုပြီးဆုံးအေးချမ်းသွားအောင်လုပ်ရမလဲဆိုတာလူလူကြီးကဆုံးဖြတ်ကြရပေးလိမ့်မယ်။နိုင်ငံရေးအာဏာကိုဘဲဖွဲ့စည်းမှအနှင်းဖို့ဆန္ဒရှိကြတယ်လေ။လက်ရှိအစိုးရအဖွဲ့ကိုပဲတနိုင်ငံလုံးကနှစ်လူသဘောကြတယ်လား။ ဒါမှမဟုတ်စူပူထားကြနေတဲ့လူများကိုပဲနိုင်ငံရေးအာဏာလွှဲပြောင်းလိုကြသလားဒါမှမဟုတ်ရင်လေနှစ်ဖက်စလုံးပါဝင်နေညိုမောင်းအဖွဲ့အစည်းဖွဲ့ပြီးညိုမောင်းအဖွဲ့ကို အာဏာလွှဲပြောင်းထည့်လို့သလားဒီလန်းသုံးလန်းပဲရှိတယ်ဒီလန်းသုံးလန်းကိုတေးသေးချာချာရွေးချယ်ပြီးတော့ကြိုက်ရလန်းကို တနိုင်ငံလုံးကကျွေးကြော်တောင်းဆိုဆန္ဒပြုကြရင်တော့လက်ရှိပြည်ထနာက အကောင်းဆုံးဖြစ်ရှင်းနိုင်မယ်နီးဖြစ်မယ်လို့ထင်တာပါပဲမန်းချုံရင်သည် တွေးတွေးဆဆနှင့်ဖြည်းဖြည်းတက်တာပျော်ပြလေသည်အားလုံးပင်မန်းချုံရင်ကိုစိုက်ကြည့်နားထောင်နေကြသည်ထဲ့ပါအောင်လားထမင်းဟိုကုံအေးကိုမန်းချုံရင်ကလှမ်းပြောလိုက်၍လှနှွယ်မှာဘီရိုပေါ်မှထမင်းအုပ်ကိုသွားယူလျက်ကိုအေးဘေးတွင်ရက်ခါဇုံးနှင့်ခတ်ထည့်ပေးလိုက်သည် လဲတွေတော့ဒီအတိုင်းပဲပြစ်ထားလိုက်ရတာပဲဒီလောက်ဆူဆူပူပူကြီးဖြစ်နေတာလှုပ်ချင်တဲ့စိတ်လည်းမရှိပါဘူးလဲအကြောင်းကြားရ၍လှနွယ်သည်မျက်လုံးကိုဖွင့်ကားအတာနားဆိုင်ထောင်ခြင်းကိုမတ်ချောရင်တွေ့ရှိရလေသည်မင်းတို့လဲတွေကဟိုဘက်မှာရောက်နေမှာပေါ့ဟုတ်ကဲ့ဟိုဘက်မှာပဲလဲရှင်တွေကို သူတို့ကတင့်တင့်နဲ့လဲတော့ကပေးမယ်လို့လို့ကြားရတယ်။နို့အစိုးရကလည်းလဲရမည်နိုင်ငံပိုင်းလုံရေးလုံမလို့ဆို။ဟိုစိန်စိန်ကကိုအေးဘက်သူလှဲ့ပြောင်းလိုက်သည်။အစိုးရကလဲတွေအကုန်သိမ့်ပြီးပြည်သူပိုင်းလုံမယ်တော့ဆိုတာပဲ။တိန်းတော်လဲရှင်တွေကိုရော်ကျေးပေးသိမ့်ပါလား။ဟိုမချောရင်ကမေးလိုက်သည်ကြားရတာကတော့ တအီကကိုလဲကုန်တော့12ဆပေးသိမ့်မယ်လို့လို့ပြောတာပဲအခုတအီကကိုလဲကုန်၄ချက်ဆိုတော့90ကျော်လောက်ကြာမှာပေါ့ဒါလဲအစိုးရမှာအခုငွေမရှိပါဘူးလဲတွေသိမ့်ပြီးတော့ဒီရော်ချင်းငွေတွေကို9နှစ်ကြာမှာပေးရမလားအာမခံငွေစာချုပ်ပေးထားရမလားငွေတချို့တဝက်နဲ့စာချုပ်ပေးထားရမလား ဘယ်နှစ်နှစ်အတွင်းမှာပေးရမယ်ဆိုတာတွေစဉ်းစားဆုံးဖြတ်ဖို့ကော်မတီဖွဲ့တယ်ဆိုတာပဲနိုင်ငံပိုင်းလုပ်ရေးဆိုတော့လဲသမားတွေပုတ်ကလေးကပိုင်းမဟုတ်ဘူးပေါ့ဟိုအကြီးကထတ်မေးပြန်သည် ဒီဥပဒေအရဆိုရင်ပုတ်ကလေးကပိုင်းမဟုတ်ဘူးပြည်သူပိုင်းလုပ်ပြမှာတောကလဲသမားတွေကတော့ဗျာကိုလုတ်တဲ့လင်ငုတ်ကို ကိုပဲပိုင်ရလိမ့်နိုးနိုးတချို့ထင်နေကြတယ် တရုတ်ပြည်ကြီးမှာတော့ဒီလိုမဟုတ်ဘူးဟိုမချောရင်ကဝင်ပြောလေသည်ဘယ်လိုပဲလို့ဟိုစိမ့်စိမ့်ကလှဲ့၍မေးလိုက်သည်လမ်းမြေကိစ္စနဲ့ပတ်သက်ပြီးကျမသိရသလောက်တော့တရုတ်ပြည်ကြီးကလဲလို့သူလဲပိုင်ရေးလုတ်ပစ်တယ်နိုင်ငံပိုင်မလုပ်ဘူးလဲရှင်ကြီးတွေစီကလဲတွေတိမ့်ပြီးတော့တကယ်လုတ်တဲ့လဲသမားတွေကို အပီးအပိုင်းချိုးကြခွဲဝေပေးလိုက်တယ် လှလွယ်သည် ပြောနေကြသည့်စကားများကိုနားထောင်နေရင်ဒီမြေပေါ်မှာတနေ့နေ့တနေ့ရရရစီရမယ်ဟု မောင်သိန်းရေးလိုက်သောစာကလေးကိုတတိယမိက မျက်နာတွင်ဖြော့တော်ဖြူရော်လျက်ရှိလေသည်ထမင်းစပွဲကြီးကပြီးသွားလေပြီ။ဇပွဲမှာထထွားကြကဧကန်းထဲတွင် စကားပြောနေကြသည်။ လှနှွယ်သည် မီးမို့တဲ့သို့ပကံအပေအေးများတွင်းလိုက်ပြီးဧကန်သို့ထွက်လာကာကော်ဖီပွဲများလိုက်ချလေသည်ဧည့်သည်များမှာတော်တော်နှင့်မပြန်နိုင်ကြ၍မန်ချုံးရင်မှာစိတ်အိုက်ခါအောင်အေးလျက်စကားထိုင်ပြောနေရလေ၏ ဧည့်သည်များထပြန်ကြတော့မှစိတ်သက်သာရာရလျက်တကားနာတို့လိုက်ပို့လိုက်ပြီးနောက်ကားထွက်အောင်ပင်ကြည့်မနေတော့ပဲအကြီးကိုထားခဲ့ကအိမ်ထဲသို့တုတ်သီးတုတ်ပြာဝင်ပြေးလေသည်မချောရင်သည်မိဖို့ထဲတွင်လှနွယ်ကိုတွေ့ရလေသည် လှနွယ်ဤမျက်နာကိုစိစိဆက်ဆက်ကြည်လျက်ပြုံပြုံကြီးလှုပ်၍အနားလာရသောမန်ချောရင်ဤမျက်နာမှာလှနွယ်ဤစိတ်ကိုလှုံရှားစေလျက်ရှိပေသည်အယောင်ထွက်ခါတောက်နေသောမျက်လုံးများကိုမြင်ရပြန်သောအခါဘဲလိုပါလေဟုအံ့အားတင်သွားမိသည်လှနွယ်သည်အံအားမသိဟန်ဆောင်နေလိုက်သည်လှနွယ်ဘာပါလဲအမ ရော့လှလွယ်သည် ဖြားကျင်သလိုလိုဖြစ်လာ၏ငလျင်လောက်သလိုရိန်ထိုးမှုနောက်ပြောင်းဆန်လာသည်မချုံးရင်သည် သူ့အားစာအိတ်ကိုကံပေးနေသည်လှလွယ်သည်စာအိတ်ကိုအตาကလေးလှမ်းယူကစာအိတ်ပေါ်မှလက်ရည်ကိုမြင်းမြင်းချင်းစိတ်အထီးကြိုက်ကြီးထီးကြိုက်သွားလျက်ငိုကျင်လာလေသည် လှန့်ွယ်သည်မငိုမိရန်ချုပ်တီးရလေ၏လှန့်ွယ်ဆရာမဒေါ်ချောရင်မတစင်ကိရိလန်ရန်ကုန်ဟူသောလိမ့်စာမအိမ်နံဘက်မပါဘဲနဲ့စိုက်ဆိုင်မြိုင်မြိုင်ရောက်လာလေသည်လည်ရေကိုမြင်သည်နှင့်မောင်သိန်းလည်ရေမှန်သည့်သည်ဖြင့်မျက်လုံးများပြာဝေသွားပြီလျင်နွမ်းလျာနှုံးချီသွားလေ၏ စာအိတ်ပေါ်မှ လိမ့်စာကိုတည်တည်ချာချာငုံ၍ဖတ်ကြည့်ပြီးသည့်နောက်မျက်စီများကိုစုံမိတ်ထားလိုက်လေသည် ဖွင့်လေကွယ်ဖတ်လေမချောရင်သည်မျက်တောင်မခန့်ကြည့်နေရမှနူးနူးညံ့ညံ့ထက်ထက်တန်တန်ပြောလိုက်သည်လှွနယ်သည်မျက်လုံးများဖွင့်လျက်တုံတုံချီချီဖြင့်စာအိတ်ကိုဖောက်လိုက်သည် စာအိတ်ထဲမှစာရွက်ကိုဆွဲထုတ်လိုက်က ဖြန့်၍မျက်ခုံးများကိုလေးလံစွာပင့်လိုက်ပြီးလျင်မျက်လုံးများကိုအာယုံဆိုင်လျက်အားထုတ်ကြိုးပမ်းဖတ်လိုက်သည်လှနွယ်ဒီစာကိုပကိုးကထည့်လိုက်တယ်ငါထောင်ကလွတ်လာပြီအခုလဲတွေကိုတီးစားချထားရေးဘုတ်အဖွဲနဲ့ချပေးနေတယ် ငါလဲတပွဲရှောက်ထားတယ်။ရွာကိုမြန်မြန်ပြန်လာခဲ့ပါ။တွေ့ချင်းလှပြီးလှနွယ်။မောင်သိန်းလှနွယ်ဤပါပြင်မော်တွင်မျက်ရည်ဦးများတလိမ့်လိမ့်စည်းစင်းလာကြလေသည်။ကောင်းကိုမဖို့ပဲငုံလျက်ကပင်လက်ထဲမှာစာကိုမချောရင်တို့ပြန်ကန်ပေးလေ။မချောရင်ဒီစာရွက်ကိုလှမ်းယူလျက်ငုံဖတ်ကြည့်လိုက်သည် မျက်လုံးမျက်စံပြူး၍ဖတ်ကြည့်မျက်လုံးများမှာအယောင်တလက်လက်တောင်းနေ၏ပွင့်အားနေသောနှုတ်ခမ်းများကြား၌ဖွေးဖွေးဖြူနေသောသွားများပေါ်နေ၏စာဖတ်ပြီးလျင်လှနှွယ်ကိုစက်ခနဲမော့ကြည့်၏ထိုနောက်သူ့ပောင်ကိုသူ့လက်ဝါးနှင့်တဖုတ်ဖုတ်ပုတ်၏ထိုနောက်မှာအာဘာရိယအာရဝမ်းမြောက်လာသောအတန်ဖြင့် ပြန်ပြန်လှနွယ်မနှက်ဖန်ပြန်ဟိုအော်လိုက်လေသည်မေရထားသည်လှနွယ်ကိုတင်၍နောက်ပြန်ဆွဲခေါ်သွားလေသည်ရထားသည်တခါတရံလဲခွင်းတွေကိုဖြန့်၍လာ၏တခါတရံကလည်းတရားတွေကိုဖြန့်ကျော်နေသည် လှလွယ်သည်ထိုင်စရာနေရာများသဖြင့်လူဆင်းလူတဲ့နေရာတွင် လူတွေနှင့်တိုးဝေး၍စောင့်ဆောင်ထိုင်လိုက်ခဲ့ရ၏တွေ့တွေ့လုံးငပိငချင်းတိတ်တလို့တယောက်ပေါ်တယောက်ထန့်နေကြသည်လှလွယ်မှာဘဲရောက်၍ဘဲရက်နေသည်ကိုမှမသိနိုင်အောင်ဖြစ်နေလေ၏လှမ်းမြင်စရာမရနိုင်အောင် အစင်းအတက်တွင် လူတွေပိတ်ရထားကြသည် တရရိန်သွားနေသောယထာဘော်တွင်ခေါင်းတွဲကိုကြောခိုင်းထိုင်ထားလျာယထာနောက်ပြန်ဆွဲသွားသောနေရာသို့လိုက်ပါလျက်ရှိသည့်အသည့်သည်လည်းအာယုန်ထဲတွင်ရှိထား၏မျက်နှာပြုတ်ထားရာစုတ်လာသည့်နေရာကိုလည်းအာယုန်ထဲကမထွက်လှနွယ်၏စိတ်များမှာရန်ကုန်နှင့်မခွာကြောက်တန်းသို့ရွှေ့နေလေ၏ ပူတာယုံတို့လိုက်ပို့လိုက်သည်မချောရင်ဤမျက်နာသည်ဘယ်လောက်ဝေးဝေးမျက်စီရှိတွင် အဆက်မပြတ်မြည်နေပေ၏တလန်လုံးမချောရင်ကို အဆက်မပြတ်မြည်အောင်ကအမေတို့မောင်သိန်းတို့ကို အမြင်မပြတ်တွေးနေသည့်အာယုံနှစ်ခုနှင့်ရှုပ်ဝေးထွေးလုံးလျက်ရှိပေ၏ ထို့သောရှုပ်ပွေထွေးလုံးနေကြသည့်တွေးများသည့်လှຫນွေဤတရင်လုံးကို တနှုံနှုံဖြင့်အာညှင်းဖြင့်ချင်းဖြင့်ပြုထားကြ၏။လာရောက်နာစင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ခန်းဆက်ကလေးတွေမှာပြန်လည်送တွေးကြမယ်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေ။